ဒီမှာတော့မာရကျဲဥထောပတ်ဘိမုတ်လုပ်တယ်နောက်တော့ကျဲဥထောပတ်နို့အုံးဒီပါတဲ့ပေါ့နော်ရှယ်ထောပတ်ဘိမုတ်အဲအဲ့လားလို့ဒီဆိုင်မှာကိုယ်တိုင်ကိုရလုပ်တယ်ပေါ့နော်မာညီမလေးယောက်ပေါ့ညီမလေးယောက်အစားတော့အမားတယောက်တည်းလုပ်တယ်အမားတယောက်တည်းကနေပြီးတော့တပြေးပြေးတပြေးနဲ့ဆိုင်နဲ့လည်းတူတူလေးပေါ့တူတူကနေပြီးတော့တပြေးတပြေးနဲ့ရောင်းရရောင်းရညီမလေးယောက်တော့ပါလာတာပေါ့ကိုဘကကြတော့2000တန်းကြတော့ကျဲဥထောပတ်နို့နဲ့သုံးမျိုးပေါ့မာရအထက်ကဦးသီးလေးနဲ့လုပ်ပေးထားတယ်ဒီဘက်အချက်သေးကြတော့ကျဲဥထောပတ်ပေါ့ဒါတို့ကြတော့1200နဲ့ပဲရောင်းပေးထားတယ်အဲ့ပေါ်မိသားစုတွေပါတော့တက်ညီလက်ညီလက်လုပ်ရတယ် တယောက်နဲ့တယောက်လည်းဖေးမာတယ်အဲပြီးတော့မိသားစုတွေအကုန်လုံးကလည်းဒီစိတ်တူကိုယ်တူဆိုတော့အဓိကစိတ်တူကိုယ်တူဖြစ်ဖို့ပဲအဲစိတ်တူကိုယ်တူလေးဖြစ်တော့အကုန်လုံးလည်းဒီစုစုစည်းစည်းနဲ့ဒီဝင်းမြတာဆိုတဲ့နာမည်ကြီးကိုလည်းရအောင်ပေါ့နော်ကိုကလုံနိုင်တာပေါ့အဲအဲ့လိုအဲအခုလိုမျိုးတွေဒီအောင်မြင်နဲ့ဖြစ်သွားတော့လည်းညီမလေးယောက်တဲ့ကိုညီနဲ့ပါတယ်အမေအဓိကအမေပေါ့အမေကြောင့်တခုလိုဖြစ်တော့ဟိုတောင်လေးတောင်မမမရေပြောမှဆိုရင်အမေကဒါလေးလိုချင်လို့ဆိုရင်ဖြစ်အောင်လုပ်ပေးတယ်အဲအခုညီမအမေအမေဖျားတက်ချင်လို့ဆိုလဲအမေတက်ရအောင်တက်ပြီ ဟုတ်ကဲ့ပါကြီးဘိမုံကကိုယ်တိုင်ကိုရလောက်တာပါမကြီးဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်အခုဒီမှာတော့မကြီးကကျဲဥထောပတ်ဘိမုံလောက်တယ်နောက်တော့ကျဲဥထောပတ်နှုတ်အုံးသီးပါတယ်ပေါ့နော်ရှယ်ထောပတ်ဘိမုံအဲအဲ့လားလို့ဒီဆိုင်မှာကိုယ်တိုင်ကိုရလောက်တယ်ပေါ့နော်မဒီမှာအိုးကတော့အဲ့လိုရစ်တက်ရတော့မဟုတ်ဘူးလောက်တာတော့အများကြီးလောက်ရတော့မကြီးဟိုကိုဗစ်တွေပါတော့ဆိုရင်တော့မနေ့ဟိုကလောက်တည်းက6နာရီခွဲတည်းကနေစပြီးညနေ4နာရီတောက်လျှောက်ဖုတ်တယ်ဘဘကကြတော့2000တန်းကြတော့ကြက်ဥထောပတ်နိုးနဲ့၃မျိုးပေါ်ပါမှာ။ရအထက်ကဦးသီးလေးနဲ့ လုပ်ပေးထားတယ်ဒီဘက်အချက်သေးကြတော့ကြက်ဥထောပတ်ပေါ့ဒါသူကကြောက်1200နဲ့ပဲရောင်းမိထားသေးတယ်။မင်းသူကကြောက်ရာဒီကုံစားစာပေါ့ရာဒီကုံစားစာဖြစ်တဲ့တဲ့ကြောင့်မလို့သူကထန်းဒီအစ်စ်ကိုအမှန်ကန်သုံးမိထားတယ်ဒီဝင်းမြတာဖြစ်လာတဲ့ဒီထန်းဒီမုတ်ကြောင့်ပဲထန်းဒီမုတ်ကလည်းဝင်းမြတာကြောင့်ပဲဖြစ်လာတာပေါ့နော်အဲအဓိကစားတောက်ကုန်အနေနဲ့ကတော့ဒီထန်းဒီမုတ်ပဲညီမ၄ယောက်ပေါ့ညီမ၄ယောက်အစားကတော့အမားတယောက်တည်းလုပ်တယ်အမားတယောက်တည်းကနေပြီးတော့တပြေးပြေးတပြေးနဲ့စိုင်းနဲ့လည်းတည်တည်လေးပေါ့တည်တည်ကနေပြီးတော့ တပြေးတပြေးနဲ့ရောင်းအောင်ရောင်းအောင်ညီမလေးအောင်လုံးပါတာတော့ဗောအဲဟုတ်အမကဗိမုတ်တောင်းဝင်ဟုတ်ကဲ့ညီမဗိမုတ်တောင်းဝင်ယူတယ်ဗိမုတ်ပြီးရင်ဒါဗိမုတ်ပြီးတာနဲ့ခဏနေတာတုံးမအရာတက်နေကုန်ရောင်းတော့အာကိုကတောက်ချောင်းဟုတ်ကဲ့အဲကြတော့မြေးစီအမွေရတာအမေးစီအေးဗောအမွေးစီကအမေးစီကအမွေရတာဗောအမေကတော့မုတ်တွေအကုန်လုံးလုတ်တက်တယ်အဲမုတ်မျိုးစုံလည်းလုတ်တက်တယ်ပြီးတော့အမေကနေပြီးတော့အမွေပေးတာဗောအင်းညီမတို့ ဝါသနာပါတယ်ဝါသနာပါလို့ဖြစ်တာပေါ့နော်မနော်အဲမိကလည်းဟိုဘလက်ကဘေးတယ်ကိုကအမွေပေးတယ်ကိုကလည်းဝါသနာပဲပါညီမလေးအောင်လို့ဝါသနာပါတာရောင်းရတယ်ဗာလေးပဲရောင်းအောင်ရောင်းအောင်အဲလိုမျိုးအခုဒီမုတ်လေးနဲ့ရောင်းတော့ပုံပြီးအဆင်ပြေတာတော့ပေါ့မနော်အဲလိုမျိုးပေါ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲဘောမိသားစုတွေပါတော့တက်ညီလက်ညီလက်လုံးရတယ်တယောက်နဲ့တယောက်လည်းဖေးမာတယ်အဲပြီးတော့မိသားစုတွေအကုန်လုံးကလည်းဒီစိတ်တူကိုတူဆိုတော့အဓိကစိတ်တူကိုတူဖြစ်ဖို့ပဲအဲစိတ်တူကိုတူလေးဖြစ်တော့အကုန်လုံးလည်း ဒီစွစွစီစီနဲ့ဒီဝင်းမြတာဆိုတဲ့နာမည်ကြီးကိုလည်းရအောင်ပေါ့နော်ကိုကလုံနိုင်တာပေါ့အဲအဲ့လိုကိုတယောက်တည်းတဦးတယောက်တည်းနေရတော့မရဘူးပေါ့နော်ညီမတို့လောက်ကကြတော့လေတယောက်ကအဲ့ဒီမှာမှညီမကောင်းလို့လာရင်ဂျန်တဲ့လူတွေတုံးလုံးဂျန်တဲ့လူတွေကောင်ပတ်ချလိုက်လို့အခုဆိုရင်ညီမလေးယောက်တည်းမကောင်းအကိုတွေဦးလေးတွေအဘတွေအကုန်လုံးဝိုင်းပြီးတော့လုံခွင့်ရတာပေါ့မိသားစုစီဝါရေးလို့ဖြစ်သွားတာပေါ့မှားရနော်ဟုတ်ဆိုင်ရတော့ဘိမောကတော့ဒီကိုအမညီမတို့အရင်တော့ဆိုရင်တော့ဒီ6နိုင်ဆိုခွင့်ပြီးအခုနောက်ပိုင်းကတော့6ခွဲတော့မှစောက်ဖြစ်တယ် ဒီမှာဒီမှာရောက်မှဘိမ့်မောကဖုတ်လာဆိုမနက်9နာရီနဲ့စဖုတ်တယ်အခု9နာရီ10နာရီ17နာရီလောက်ဆိုပြီးပြီဘိမ့်မောကဘိမ့်မောလမ်းကိုဖြတ်လိုက်တာပေါ့နော်ရှိတာလေးရောက်မယ်ကျန်တာလေးကတော့ဒီဘုံမှာရှိတဲ့ခန်းနီမုတ်တို့စနေမကင်းလို့ကတော့ဒါတနေကုန်လောက်တယ်ခန်းနီမုတ်တော့မနက်တကြောကြီးကနေလောက်လိုက်တာပေါ့မနက်3နာရီလောက်တည်းကစလောက်လိုက်တာ10နာရီ17နာရီအဲတခါကျရင်လည်း order ကျရင်ကြားသလိုမမရဲအဲလိုလုပ်တယ်ကျန်တဲ့စနေမကင်းကကျတော့မနက်မနက်ကိုဒီဇိုင်းညနေဒီဇိုင်းနှစ်ဆိုင်ခွက်လုပ်တယ်အားကြောင့်ဆိုကို့ customer တွေကဝေးရနေလာတော့လေဒီတဲရောက်ကမုတ်တွေကမရှိမုတ်တွေကအကုန်ဆိုကိုတော့အားနာတော့လေအဲအဲ့လိုမျိုးလေးဖုတ်ဖက်ပြီးလုပ်ပြရပါမှာကြီးဟာ ထောက်ဆီလုံးတော်ရှိရဲ့မောင်တို့ကလည်းရေးချရတယ်ရရချို့ကောင်းပြီဆီလုံးလည်းလို့ရေးချတဲ့အတွက်မိဘတွေကိုကျေးဇူးတင်စကားလေးပြောတော့ဝမ်းသာပြုလို့ပြောကြတယ်။ဟုတ်အမေတို့အဓိကအပြည့်အဖေနဲ့မင်းတို့ကိုကျေးဇူးများကြီးတင်တယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ဒီလိုမျိုးဒီဝင်းမြတ်တာဆိုင်လို့လည်းဖြစ်အောင်လုပ်တာလည်းအမေကလုပ်ပေးတာပေါ့။အခုအမေကတော့အိမ်မှာပေါ့နော်။အမေကိုလည်းကျေးဇူးတင်တယ်။တော့အမေဖြစ်ခြင်းနဲ့အလုပ်တွေအကုန်လုံးကိုလည်းကိုကပံ့ပိုးပေးမှာအမေကလူတိုင်းရောင်းဝယ်သနာပါတယ်။အခုညီမတွေ၄ယောက်တော့ စူးစီးပြီးတော့အမေကကထိန်ခင်းချင်တယ်တမီးဆိုကထိန်ခင်းပေးတယ်ဖြောင်းလုပ်ပေးတယ်အဲတမီးအမေပေါ့နော်အလှူနှမ်းလုပ်ချင်တယ်ဆိုရင်အမေကိုပြီးခဲ့တဲ့ဟိုဘောက2000ဟိုဘောက7နှစ်လောက်ကလာမသိအလှူလုပ်ပေးတယ်ကြီးကျယ်ပေါ့နော်အမေလုပ်ချင်တဲ့အတိုင်းအမေကအရန်လှူနှမ်းဆိုအရန်ဝါသာပါတယ်အမေဖြစ်ချင်တာကိုလုပ်ပေးတယ်ဘာလို့ဆိုညီမ၄ယောက်ကအားရှိတယ်လေအမေကြောင့်တခုလို့ဖြစ်တော့ဟိုတောင်လေးတောင်မမမရေပြောမှဆိုရင်အမေကဒါလေးလိုချင်လို့ဆိုဖြောင်းလုပ်ပေးတယ်အဲအခုညီမအမေအမေဖျားတက်ချင်တယ်ဆိုလဲအမေတက်ရောက်တက်ပေးတယ်ဘာလို့ဆိုအမေရှိတော့အမေညီမတို့မှာအဖေမရှိတော့ဘူးလေ အဖေမရှိတော့တဲ့အတွက်ကြောင့်အမေရှိတဲ့အတွက်အမေကိုပဲဦးစားပေးတာပေါ့နော်။ဒါဆိုအဖေရှိခဲ့ရင်လည်းပေါ့အခုလိုအချိန်မှဆိုအဖေရှိရင်လည်းအရင်ဝါတောင်းမယ်ပေါ့။အဖေရှိတော့ကြောင့်ညီမတို့ကဒီလောက်ဒီအဆင်မပြေသေးဘူးပေါ့နော်။ညီမတို့ဆိုចောင်းသားចောင်းသားပေါ့အကျန်းနဲ့အမနှစ်ယောက်တော့သူတို့ရုန်းကန်ရတာပေါ့။အဲအခုလိုမျိုးတွေဒီအောင်ရင်းနဲ့ဖြစ်သွားတော့လေညီမလေးယောက်တဲ့ကိုညီနဲ့ပါတယ်အမေအဓိကအမေပေါ့။အမေရဲ့နောက်ဆရာသမားတွေရေပေါ့နော်။အကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့နော်။နောက်ဒီလိုမျိုး ဒီဝင်းမြတာဆိုတဲ့ဆိုင်လေးဖြစ်အောင်လည်းဒီအဖက်ဖက်ကနေပြီးတော့အားပေးတဲ့ customer တွေမယောင်းမေးသေးတို့လည်းအထူးကျေးဇူးတင်ရှိပါတယ်တယောက်ချင်းစီတိုင်းပါเนาะမမတို့လည်းကျေးဇူးတင်တယ်เนาะဘာဖြစ်လို့လဲဆိုတော့အခုလိုမျိုးလာရောက်ပြီးတော့မအားမလက်ချားရင်လည်းလုပ်ပေးတာပါเนาะဟောအကုန်လုံးကျေးဇူးတင်ပါတယ်အခုလိုမျိုး customer တွေအခုလိုမျိုးအားပေးမှသာဒီဝင်းမြတာဆိုတဲ့နာမည်ဖြစ်လာတာပါเนาะကိုကဘယ်လောက်ပဲစူးစမ်းစူးစမ်းပါเนาะအဲ့ဒီတော့အကုန်လုံးဝင်းမြတာကိုပေါ့เนาะလာအားပေးတဲ့မေရဝေးရန်ဒီဒီတန်နေမျိုးသူမျိုးသားတွေရန်ကုန်အပေါ့နည်းနည်းရက်ရက်တချို့ဆိုနိုင်ငံခြားတွေကဆိုင်အားအားပေးတယ်ပေါ့เนาะအဲအား အကုန်လုံးအထူးပဲတယောက်ချင်းစီစားကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့အားပေးပေးပါအလူသားနေနဲ့ဆက်လက်ပြီးတော့လှုပ်သွားမှာပါလို့နော်ကျေးဇူးခန်းကြီးဘုတ်လည်းဝယ်တယ်၊ရွှေစီလည်းဝယ်၊ဘိန်းဘုတ်လည်းကောင်းတယ်။ဖောင်းချီလည်းကောင်းပါတယ်။ဘယ်ကအကျိုက်ဆုံးရပါလဲ။ဒါကတော့ဒီမှာခန်းကိုကြိုက်တဲ့ခန်းကြီးဘုတ်လည်း။ဒါကလည်းခါလို့ရတာပါပဲ။ဒီကလေးအကြောင်းပွင့်တော့လား။တစ်ခါကျရင်တော့ညနေပက်တီပါလာပါတော့။ တန်လေးမှာဒါတော့နာမည်ကြီးပဲလို့နော်ချိန်ရုံခွေးမှာရအောင်ဒီဆိုင်လေးကနာမည်ကြီးပါလူတိုင်းလည်းစားပါတယ်ဒါနော်စားတာလည်းရင်းကောင်းပါအောင်ကောင်းကြတော့အမတို့လည်းရောအစီအပြေကတက်ရှင်းလာပြီပါတယ်တက်ရှင်းတယ်အဲအကြောင်းကိုသဘောကျတယ်